အွန်လိုင်းလေးလဲမှုနဲ့ဒူးဆဲမှုလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ဖိလစ်ပိုင်နိုင်ငံသား၁၀ဦးနဲ့ရဝမ်ဒါနိုင်ငံသား၁၀ဦးတို့အားသက်ဆိုင်ရာနိုင်ငံများသို့ထပ်မံပြည်နယ်လွှတ်ပြောင်းပေးခဲ့ကြောင်းသိရပါသည်။ ိုင်ငံတော်အစိုးရအနေနဲ့အွန်လိုင်းလေးလဲမှုနဲ့ဒုစရိုက်မှုလုပ်ငန်းများကိုအင်းကြီးချင်းနိုင်ငံများအပါအဝင်နိုင်ငံတကာမှဖွဲ့စည်းများနဲ့ပူးပေါင်းပြီးစုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီးအဆိုပါလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုသက်ဆိုင်ရာနိုင်ငံများသို့စနစ်တကျလွှဲပြောင်းပေးလျက်ရှိရာအေဗီလာ22ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံသား10ဦးနဲ့ရဝမ်ဒါနိုင်ငံသား10ဦးစုစုပေါင်းဦးရေ20ဦးတို့အားမြန်မာထိုင်းအမှတ်နဲ့ချစ်ချစ်ရထားမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့လူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံချင်းချင်း ်ချစ်ချင်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးဥပဒေလုံထုံလုံနည်းများနဲ့အညီထပ်မံပြည်နယ်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်အဆိုပါပြည်နယ်လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်များစနစ်တကျရှိစေရေးနဲ့အစဉ်ပြေချုံးမွေးစေရေးအတွက်ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နဲ့တာဝန်ရှိသူများဟာဌာနဆိုင်ရာများနဲ့တွေ့ဆုံကလိုအပ်သည့်များဖြည့်ဆွတ်မှာကြားခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီနောက်ပြည်နယ်လွှဲပြောင်းပေးရပွဲကို ကျင်းပခဲ့ရာကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နဲ့တာဝန်ရှိသူများထိုင်းနိုင်ငံဆိုင်ရာဖိလစ်ပိုင်တန်ယုံနဲ့တာဝန်ရှိသူများဂျပန်နိုင်ငံဆိုင်ရာရဝမ်ဒါတမန်နိုင်ငံတန်ယုံမှ First Counselor နဲ့တာဝန်ရှိသူများထိုင်းနိုင်ငံ Turkey လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံမှတာဝန်ရှိသူများကသက်ဆိုင်ရာနိုင်ငံမှတာဝန်ရှိသူများထံသို့ပြည်နယ်လွှဲပြောင်းလက်ခံရေးဆိုင်ရာထောက်ထားဆောင်ရွက်စာရဲများကိုစနစ်တကျလွှဲပြောင်းပေးခဲ့ကြပါတယ်။2025ခုနှစ်ဇန်နဝါရီလ30ရက်မှ AB လ22ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း 932ဦးကိုစစ်ဆေးဖောထုတ်ထိမ့်သိမ်းနိုင်ခဲ့က9308ဦးကိုထိုင်းနိုင်ငံမှာတဆင်တဆင်ရနိုင်ငံများသို့ဥပဒေလုံထုံလုံးနည်းများနဲ့အညီစနေတကြပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးပြည်ပနိုင်ငံသား1923ဦးကိုတဆင်ရနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီးဖြစ်ကြောင်းနဲ့၎င်းတို့ကိုကာမော်စွာထိမ့်သိမ်းဆောက်ရှောက်ထားရှိကြောင်းသိရပါသည်နိုင်ငံတော်ဆိုရအနေနဲ့အွန်လိုင်းအသုံးပြုလိမ့်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုလုံဆောင်နေသူများပါဝင်ပတ်သက်သူများအားလုံးကိုစုံစမ်းဖော်ထုတ်လျက်ရှိပြီး အိန္ဒိယနိုင်ငံများအပါအဝင်နိုင်ငံတကာမှဖွဲ့စည်းများအထူးသဖြင့်မြန်မာတရုတ်ထိုင်းသုံးနိုင်ငံကြားသုံးဝင်းဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံတို့ဖြင့်စင်စမ်းမပြတ်ဖော်ထုတ်ရည်ရွယ်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်